အကာလာညအခါမှာလာရောက်မရှိရကြောင့်ပတ်ဝန်းကျင်တဝိုင်းအမောင်ရိပ်များကဖုံးလွှမ်းနေပါတယ်။တစ်ပင်ရိပ်များရှက်ထိုးနေတဲ့ကထုံကဏိချောင်းထဲမှာအမောင်ရိပ်များကလည်းပုံမကြီးဆိုးထားပါတယ်။ချောင်းဝပိုင်းမှာအလင်းရောင်အနှဲငယ်ရှိတော်ညာလဲအတွင်းပိုင်းမှာတော့အမောင်ထုလွမ်းနာရုံများမကတိတ်ဆိတ်ငြိမ်သက်ခြင်းရပါမင်းမှုနေပါတယ်။ဆက်လေအဝင်ထွက်အသွားအလာမရှိသလောက်ဖြစ်နေပြီ။ဒီအချိန်မှာချောင်းဝပိုင်းမှာမြည်သည့်အမှန်အသာအလံများတက်ဆင်မထားတဲ့ဆက်လေတစ်စင်းဖြင်းချင်းစွာမောင်းဝင်လာပါတယ်။ စက်ကိုလျှော့ပြီးဖြည်းဖြည်းလေးမောင်းဝင်လာတာကြောင့်အတန်မကြားရပါဘူး။ချောင်းရိုးတစ်ချောက်အိမ်မောကျနေခြင်းဖြစ်တာကြောင့်လဲတော်ရုံအတန်လောက်တော့ဘသူမှကြားနိုင်မှာမဟုတ်ပါဘူး။အကယ်၍ကြားရင်တောင်မှချောင်းရိုးအတွင်ဆက်လီများအစင်မပြဝင်ထွက်သွားလာနေရကြောင့်ဘသူမှအေးအေးပြက်ခံပြီးထားကြည့်ကြမှာမဟုတ်ပါဘူး။ဝင်လာတဲ့ဆက်လီကဥခိုင်ဆန်တို့ရဲ့တံတားထိတ်ကိုရောက်တဲ့အခါချောင်းဝဘက်ကိုဆက်လီဦးပြန်လှည့်ပြီးဖြင်းချင်းစွာဝင်ကပ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဆက်လီဘွားကနေအဝတ်နဲ့ကိုစီဝေးပြီးမျက်နှာကိုအဝေးစီကား တနတ်သားများကင်ဆောင်ထားတဲ့လူ၅ယောက်တံတားပေါ်ကိုတက်လာပြီးဥခိုင်ဆန်ရဲ့အိမ်ထဲကိုဝင်သွားပါတယ်။ဥခိုင်ဆန်၊ဟေ့ဥခိုင်ဆန်ဆိုပြီးတော့အတန်အောင်ခောက်အုပ်နဲ့ခေါ်လိုက်ပါတယ်။တစ်ချိန်တစ်ချိန်ခေါ်တဲ့အခါအိမ်အတွင်းထဲမှာဥခိုင်ဆန်ကနိုးလာပါတယ်။ဥခိုင်ဆန်၊ဟေ့ဥခိုင်ဆန်။ဟာဘသူတွေလဲဟ။ကျွန်တော်တို့ပါခပြားကျုံးစခန်းကနေလာခဲ့ကြတာ။ကိစ္စအရေးကြီးလို့တကားဖွင့်ပါဦး။အေးအေးလာပြီလာပြီလို့ဆိုတော့ အိမ်ထဲမှာအင်ဗာတာမီးချောင်းတစ်ချောင်းကိုဖွင့်ကာထွက်လာပြီးတကားဖွင့်ပေးလိုက်ပါတယ်။တကားဝမှာရက်နေသူ၅ယောက်ရဲ့ပုံတံတန်းမြင်ရတဲ့အခါမှာအထိတ်တလန့်အနောက်ကိုခြေလှမ်းဆုပ်သွားပါတယ်။မင်းမင်းတို့ကဘာသူတွေလဲ။ကျုပ်တို့ဘာသူတွေလဲဆိုတာသိဖို့မလိုပါဘူး။လိုချင်တာရှိလို့လာခဲ့တာအထဲကိုဝင်။မတက်တာတော့ဒါကြောင့်ဥခိုင်ဆိုင်အနောက်ကိုဆုပ်ပေးလိုက်ရပါတယ်။ထိုးအချိန်မှာအတန်များကြတာကြောင့်အခန်းတွင်းမှာခင်မာလေးနဲ့ခင်မာကြီးတို့ထွက်လာလေရာတယောက်ကတနက်နဲ့ချိန်ပြီးငင်ငိမ့်နေဖို့အတွက်အချက်ပြလိုက်တာကြောင့် ကြောက်ရွံ့ထိတ်လန့်စွာနဲ့အခန်းထောက်မှာမျက်စိတငယ်နားတငယ်နဲ့ထိုင်နေကြရပါလေမင်းတို့ဘာလို့ချင်တာလဲပစ္စည်းလိုချင်ရင်တော့တွေ့တဲ့ပစ္စည်းယူသွားနိုင်တယ်လူ ਉਹ တော့လုံးဝအနေမပေးချနိုင်ဆိုပြီးဥခိုင်ဆန်ခက်ပြက်ပြက်ပြောတဲ့အခါခေါင်းဆောင်ဖြစ်သူဟာခက်အုပ်အုပ်ရှိလိုက်ပါလေကျုပ်တို့ကလည်းလိုချင်တဲ့ပစ္စည်းကိုရရင်လူတွေကိုလက်ဖျားနေတော့မတို့ပါဘူးစိတ်ချပါမင်းတို့လိုချင်တဲ့ပစ္စည်းကဘာလဲနီမောင်ဟေ အားလုံးပဲမမျှော်လင့်တဲ့စကားကြောင့်အံ့ဩသွားကြပါတယ်။နီမောင်ကငါးပိုင်းနဲ့ပစ္စည်းမှမဟုတ်ပဲဘလို့ပေးလို့ရမလဲ။နီမောင်ရိုးရိုးခေါ်လို့ကတော့ဘယ်နည်းနဲ့မှရမှာမဟုတ်ဘူး။အင်မတန်ခေါင်းပါတယ်။သူ့ကိုဘာကြောင့်လိုချင်တာလဲ။ခိုင်းစရာတခုရှိတယ်။သူ့ကိုခိုင်းပြီးကျုပ်တို့လိုချင်တာကိုရရင်ပြန်လှုပ်မယ်။အဲ့ဒီတော့ငါကဘလို့လုပ်ပေးရမလဲ။ခမရဘာမှလုပ်ပေးစရာမလိုဘူး။ကျုပ်တို့ခမရရဲ့သမီးအငယ်မအကိုခဏခေါ်သွားမယ်။ဘာကွာ ခမရရဲ့သမီးမှဲ့တပေါက်မစွန့်စေရပါဘူး။တာဝန်ယူတယ်။ကိစ္စပြီးရနဲ့ပြန်လှုပ်ပေးမယ်။မနှက်ဖြန်နီမအောင်သွားပြီးတော့မှာလိုက်။သူလာရင်ဒီစာအုပ်ပေးလိုက်။ကဲကျုပ်တို့သွားမယ်။သူ့ကိုခေါ်ခဲ့ဟေ့လို့ပြောလိုက်ရ။ခေါင်းဆောင်လောက်သူကမျက်နှာရိပ်ပြတော့တနတ်ကင်သားတဲ့သူနှစ်ယောက်တို့ကလည်းခင်မာလေးကိုတယောက်တစ်ဖက်ညှက်ပြီးဆက်လီတဲ့ကိုခေါ်ခဲ့ပြီးရဲ့နောက်စိတ်ကန်းကနေပြန်လည်မောင်းထွက်သွားကြပါလေ။နောက်တနေ့မနက်မှာဦးခိုင်ဆန်းကန်းချီဆောင်တပ်ဖွဲ့များကိုအကြောင်းစုံအသိပေးတိုင်ကြပြီးနီမောင်တို့အဖွဲ့ကိုအမြန်ဆုံးပြန်လာဖို့အတွက်မှာကြားလိုက်ပါလေ။ ောက်တနေ့မှာတော့နီမောင်တို့ရဲ့ဆက်လီပြန်ရောက်လာတဲ့အခါဦးခိုင်ဆန်အကျိုးအကြောင်းပြောပြလိုက်ပါတယ်။နီမောင်ကအားလုံးနားထောင်ပြီးရဲ့နောက်ကျွန်တော်သိတယ်ဗျ။ဘသူတွေလဲဆိုတာကျွန်တော်ရိပ်မိတယ်။သူတို့ပေးခဲ့တဲ့စာကိုပြပါအောင်လို့ပြောလိုက်ရာဦးခိုင်ဆန်ဓမြများပေးသွားတဲ့စာကိုပေးလိုက်ရာနီမောင်ကဖောက်ပြီးတော့ဖတ်လိုက်ပါတယ်။နီမောင်ဒုနဲ့အမြန်လာတွေ့ပါ။ဒီအကြောင်းတိုင်လာဒေါ်လာလောက်ရင်တော့ခင်မလေးရဲ့အသက်ကိုတောင်းဝင်မယူနိုင်ပါ။မင်းတယောက်တည်းပါရီပါရီကျုံးကိုလာခဲ့ပါ။ပလဲနဲ့ နေမောင်ကစာအုပ်ဖတ်ပြီးရဲ့နောက်စာရွက်ကိုလုံးချေပစ်လိုက်ပါတယ်ကျွန်တော်လိုက်သွားမယ်ဗျဒီကိစ္စကကျွန်တော်ရှင်းရမှာဘလို့ဖြစ်တာလဲမောင်နေမောင်ရဲ့ဥို့လည်းပြောပြပါအောင်လို့မေးလိုက်ရာနေမောင်ကထုံးဖေတို့အဖွဲ့ဇော်လန်းတို့နဲ့ပူးပေါင်းပြီးပလဲနဲ့ကြီးကိုရှာဖွေကြပုံမိမိတို့ကပလဲနဲ့ကြီးရှိရာဂူတွင်ရောက်ခဲ့ကြပုံတလောတော့ကထုံးဖေနဲ့စိန်တန်းတို့တွေဂူထဲကိုဝင်ပြီးတော့တရဝါကြီးတစ်ကောင်နဲ့တွေ့ကသေချေပြစီခဲ့ကြပုံများကိုပြောပြလိုက်ပါတယ် အခုကိစ္စမှာဒီကောင်နေရရိုးရိုးပစ္စည်းလိုချင်လို့လာကြတဲ့ဓမြတွေမဟုတ်ဘူးသူတို့မှအကြံရှိတယ်ကျွန်တော်ကိုဘယ်နည်းနဲ့မှခိုင်းလို့မရမှန်းသိတော့ခင်မာလေးကိုဖမ်းခေါ်သွားပြီးအကြက်ကင်တာပဲကျွန်တော်လိုက်သွားမယ်ဗျာမင်းတယောက်တည်းသွားလို့ဖြစ်ပါမလားဆိုပြီးထုံးကြော်အောင်စိုးရင်စွာမေးပါတယ်အများနဲ့တော့သွားလို့မဖြစ်ဘူးဒီကောင်နေချင်းပြီးသွားရင်ခင်မာလေးအတွက်စိုးရင်ရတယ်ဒီကောင်နေကပလဲနဲ့ကြီးကိုအဓိကလိုချင်တာသူတို့လိုချင်တာကိုမရမချင်းငါ့အတွက်ဘာမှမစိုးရင်နဲ့ဒီမှာချန်ခဲ့တဲ့လူတွေရာလဲ ငါပြောတဲ့အစီအစဉ်တွေကိုလှူထားကြရမယ်။မင်းရဲ့အစီအစဉ်တွေကဘာလဲကွပြောပြပါအောင်လို့မေးလိုက်ရာနီမောင်ကဥခိုင်ဆန်းဥပမင်းထွန်းကျော်တို့တူထွက်သွားရတဲ့ပြုလုပ်ရမယ့်အစီအစဉ်များပြောပြနေခဲ့ပါတယ်။ပါဟီပါရဲ့ကျောင်းရဲ့ခြုံတွေပိတ်ပေါင်းထူထပ်တဲ့ကမ်းခြေတနီးရမှာဆက်လီနှစင်စိုက်ကတ်ထားပါတယ်။ဆက်လီဒစင်ရဲ့အခန်းထဲမှာခင်မာလေးကိုထည့်ထားပြီးတော့ဆက်လီဥပိုက်မှာအဆောင်တစ်ယောက်ရှိပါတယ်။တနတ်တလက်ကိုလွှဲထားပြီးအဝေးကြီးမှန်ပြောင်းတလက်နဲ့ပင်လယ်ပြင်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ ၎င်းတို့ဆက်လီစိုက်ကတ်ထားတဲ့နေရာမှာကြည့်ရင်တော့ပင်လယ်ပြင်တဝိုက်အကုန်လှမ်းမြင်နေရပါတယ်။မကြခင်မှာခင်မာလေးရှိနေတဲ့အခန်းတကားပွင့်လာပြီးထုံးဖေဝင်လာကသူ့ရဲ့လက်ထဲမှာလဲစားတောက်စရာအချို့ပါလာပါတယ်။ရော့ခင်မာလေးနင်းစားနေမအောင်သိတော့ငါစားစရာတွေယူလာတာစားလိုက်ဟာလို့ပြောလိုက်ရာခင်မာလေးကထုံးဖေရဲ့မျက်နှာကိုမိတောက်လို့မတက်ဝင်းဝင်းတောက်နေတဲ့မျက်လုံးများနဲ့လှမ်းကြည့်ပြီးလူယုံမှာအသက်သာအသေးခံလိုက်မယ်။နင်းတို့ကြွေးတဲ့အစားအစာတို့ဘယ်တော့မှမစားဘူးမှတ်ထား။ ီလိုကြားရတဲ့အခါမှာထုံးဖေကသွားလေးဖျဲပြီးတော့ရည်နေပါတယ်။တိတ်လဲဒေါသကြီးမနေပါနဲ့ခင်လေးရာအရင်ကသာနင်ကအလုပ်ရှင်ဆိုပြီးတော့ဒီလိုအချိုးမျိုးချိုးလို့ရတာပေါ့။အခုတော့ငါတို့ရဲ့လက်ခုပ်ထဲကရေဖြစ်နေပြီ။အခြေအနေကိုကြည့်ပြီးအပြောဆိုဆင်ခြင်မပေါ့ဟာ။နင်ကအတော်အသက်စာမရှိတဲ့လူငါတို့ပေးချွေးတဲ့ထမင်းကိုစားငါတို့ရဲ့ပစ္စည်းတွေကိုတုံးပြီးတော့ကိုကြိုးရှာတယ်။ငါတို့ကိုလည်းပြန်ပြီးတော့ဒုက္ခပေးတယ်။နင်သစ္စာတရားဆိုတာကိုရောနားလဲရဲ့လား။ဟမ်အဲ့ဒါတွေကိုငါမသိဘူး။ ငါသိတာဒီလုပ်ငန်းအောင်မြင်ဒီတသက်စားမကုန်အောင်ချမ်းသာမယ်ဆိုတာပဲအခုနေတော့ငါ့ကိုဖမ်းလာပြီးတော့ဘာလုပ်ကြမှာလဲအဖေစီကနေငွေတောင်းချမှာမလားထုံးဖေကသဘောကျစွာရှိလိုက်ပြီးရဲ့နောက်နေအဖေစီကငွေလိုချင်မှတော့ဟဲ့အဲ့ဒီညကလေးကတခါတည်းယူလာမှာပေါ့တို့လိုချင်တာငွေမဟုတ်ဘူးတို့ပြောတဲ့အတိုင်းညီမောင်ဒီကိုလိုက်လာရင်ပြီးတာပါပဲဒီအတော်အတွင်းမှာနေ့ကိုလက်ဖျားနေတော့မတို့စေရဘူးတကယ်လို့နေ့အချက်တော်ညီမောင်ရောက်မလာရင်တော့တမျိုးပေါ့ဟာ ခွေးတရိတ်ဆန်လေးလို့ပြောလိုက်ရာ ထုံးဖေဟာသဘောကျစွာရှိမောပြီးစားတော့ဆရာများကိုခြောက်ပေးခဲ့ပြီးရဲ့နောက်အခန်းထဲမှပြန်ထွက်သွားပါတယ်။ဒီအခါခင်မလေးမှာစိတ်အားငယ်မှုများဖြစ်လာပြီးမျက်ရည်များရွှေဝဲလာပါတယ်။မိမိရဲ့ဘဝရှေ့မှာမိတို့မိဘုံဆက်ဖြစ်လာမလဲဆိုတာကိုမသိနိုင်တာကြောင့်ရင်လေးလိုနေပါတယ်။ဒီအချိန်မှာဆက်လေဥပန်းရှိအဆောင်ထမအော်တန်ပေါ်လာပါတယ်။ဆက်လေတစ်စင်းဒီဘက်ကိုလာနေတဲ့ဟေ့ဆိုတဲ့အတန်ကြောင့်ဆက်လေနှစင်းပေါ်မှာလူများလဲလှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ လက်နက်ပြင်သူအပြင်နေရာယူသူအယူနဲ့အားလုံးပဲအလုပ်ရှုပ်ကုန်ပါတယ်။မကြာခင်ပင်လယ်ပြင်မှာမောင်းလာတဲ့ဆက်လေးရောက်တဖြည်းဖြည်းနဲ့ဂွေအတွင်းထဲကိုဝင်လာပါတယ်။မှန်ပြောင်းနဲ့ကြည့်နေသူတယောက်ကဆက်လေးဦးမှာနှီးမောင်းတယောက်ထဲကိုတွေ့တယ်။တခြားတော့ဘသူမှမမြင်ဘူး။ဒါဆိုရင်အဲ့ဒီဆက်လေးကိုဒီလိုဝင်လာခိုင်းလိုက်အားလုံးပဲသတိတော်ထားကြမတင်ငါတော်တွေ့ရင်တော့ပြစ်တာပြစ်ဟေဆိုပြီးဇော်လန်းကဆက်လေးဦးကိုထွက်လာပြီးသူ့ရဲ့လူများကိုအချက်ပေးထားလိုက်ပါတယ်။ဒီဘက်မှာအလံထောင်ပြလိုက်တဲ့အခါ အပြင်မှဝင်လာတဲ့ဆက်လေးကတဖြည်းဖြည်းဝင်ကပ်ပါတယ်ဆက်လေးဦးမှာနီမောင်တယောက်ထဲရက်နေပါတယ်တယောက်ထဲလားဟိအေးတယောက်ထဲပဲဒီလိုဆိုရင်ဒီဘက်ကိုကူးလာခဲ့ပြီးရင်မင်းရဲ့ဆက်လေးကိုပြန်လှုပ်လိုက်တော့ဆက်လေးချင်းဆက်မိတဲ့အခါနီမောင်ကတစ်ဖက်ဆက်လေးဘော်ကိုခုန်ကူးလာပြီးရနောက်လိုက်ပို့တဲ့ဆက်လေးကပြန်လည်မောင်းထွက်သွားပါတယ်မင်းကခရီးတော်တီးသားပဲနီမောင်ရဲ့အဖိုးကြီးပြောမနေစမ်းနဲ့ကွာမင်းတို့ငါ့ကိုဘာကြောင့်အခုလိုအကြက်ကန်ခေါ်လာလဲပြော ဖြည်းဖြည်းပေါ့ကွာပြောမှာပေါ့မင်းတို့ခင်မလေးကိုဘယ်မှာထားလဲငါသူနဲ့တွေ့ကျင်တယ်လို့မေးလိုက်ရာဇော်လန်းတစ်ချက်ကြည့်လိုက်ပါလေဟိုကလည်းမင်းအလာကိုစောင့်နေရပါတွေ့ရမှာပေါ့ဒိုခိုင်းတဲ့အလုပ်ကိုအောင်မြင်အောင်လုပ်ပေးပြီးရင်ခင်မလေးကိုမင်းရဲ့လက်ထဲပြန်ထည့်လိုက်မှာပါကွာမင်းတို့ကငါ့ကိုဘာခိုင်းမလို့လဲလူရင်းပဲပြောကြတာပေါ့ကွာတို့မင်းတွေ့ထားတဲ့ပလဲနဲ့ကြီးကိုလိုချင်တယ်အဲ့ဒီပလဲနဲ့ကြီးကိုယူပေးပြီးရင်ကိစ္စပြီးပြီး အဲ့ဒီပလဲနဲ့ကြီးကဖျားပစ္စည်းဆိုတာမင်းတို့မသိဘူးလားဒါကမင်းရဲ့ကိစ္စမဟုတ်ပါဘူးမင်းကယူပေးရုံပဲကျန်တာကတို့ရဲ့အပိုင်းမှာဒီကိစ္စပြီးရင်တို့ကိုပြန်လှုပ်ပေးမှာလားငါတို့လိုချင်တာရရင်မင်းတို့နှစ်ယောက်စလုံးကိုပြန်လှုပ်ပေးမယ်မင်းတို့စကားကိုဘယ်လိုယုံကြည်ရမှာလဲကွငါတို့ကနည်းနည်းဆိုးတယ်ဆိုပေမဲ့ခတိတော်တီးပါတယ်ကွဒီအတွက်မပူပါနဲ့မင်းသာအောင်မြင်အောင်လုပ်ပေးပါမင်းတို့ကမဟုတ်တာတွေလုပ်နေကြ တနေ့ကျရင်တရားဥပဒေကဒီအတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတာကိုရောမင်းတို့သိရဲ့လားဇော်လန်းသဘောကျစွာရှိမောလိုက်ပြီးရဲ့နောက်ဒီအတွက်လဲပူမနေပါနဲ့ကွာငါတို့လိုချင်တဲ့ပစ္စည်းကိုရရင်ဒီမှာလဲဆက်မနေတော့ပါဘူးဒီကနေတခါတည်းဟိုဘက်နိုင်ငံကိုကူးသွားတော့မှာကွာကဲမင်းငါတို့လိုချင်တာကိုယူပေးမလားမယူပေးဘူးလားဒါပဲပြောအခုမှတော့ဘယ်တက်နိုင်တော့မလဲယူပေးရတော့မှာပေါ့အဲ့ဒီနေရာကိုသာမောင်းပြီးတော့ဒီလိုမှပေါ့ကွာဟေးတို့လူတွေ ဆက်လီထွက်ကြမယ်ဟိပြင်ချပြီတော့လို့ဆိုပြီးဇော်လန်းချင်းနဲ့စွာနဲ့နေရာမှာထပ်သွားဖို့အတွက်ပြင်တဲ့အခါနေမောင်ကခဏနေရောငါခင်မာလေးနဲ့တွေ့ကျင်တယ်လို့ပြောပါတယ်။ဩမေ့သွားလို့ကွာဟဲ့အောင်လေသူ့ကိုခင်မာလေးရဲ့အခန်းကိုလိုက်ပို့ပေးလိုက်ဟိဇော်လန်းကသူ့ရဲ့တပည့်တယောက်ကိုပြောခဲ့ပြီးအခန်းထဲကိုပြောင်းဝင်သွားပါတယ်။မကြာခင်မှာစံနှိုးတံများပေါ်ထွက်လာပြီးဆက်လီနေစဉ်ကန်းစားရနေစတင်ခွာပါတယ်။တယောက်ကနေမောင်ကိုခင်မာလေးရဲ့အခန်းထဲကိုလိုက်ပို့ပေးပြီး အခန်းထဲကိုနီမဝင်သွားတဲ့အခါတကားကိုအပြင်ကနေပိတ်လိုက်ပါတယ်။နီမကိုမြင်တဲ့အခါမှာခင်မလေးကဝမ်းသာအားရနေရာကနေထလာပါတယ်။နီမကလည်းအနားကိုရှောက်သွားပြီးတော့ခင်မလေးရဲ့လက်နှစ်ဖက်ကိုဆုပ်ကန်လိုက်ပါတယ်။ခင်မလေးနင်အဆင်ပြေရဲ့လား။ဘာမှမဖြစ်ဘူးမလားလို့မေးလိုက်ရာခင်မလေးကသူတို့ငါ့ကိုဘာမှမလုပ်ကြပါဘူး။ဒါနဲ့သူတို့ကနင့်ကိုဘာကြောင့်လာခိုင်းကြလဲဆိုပြီးနီမရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကန်ထားရင်းနဲ့စိုးရင်စွာမေးလိုက်ပါတယ်။ ဒီခါနီမှာလည်းခင်မလေးရဲ့အနားမှာဝင်ထိုင်ပြီးတော့အချိုးအချောင်ပြောပြလိုက်ပါရယ်။နေအဲ့ဒီကိုသွားလို့ဖြစ်ပါမလား။မတော်တဆတခုခုဖြစ်သွားရင်ရော။ငါ့အတွက်မစိုးရင်ပါနဲ့ခင်လေးရယ်။အခုအချိန်ဒီမှာတို့တို့ခိုင်းတာလုံပင်းရုံကလွဲပြီးတော့ဘာမှမတတ်နိုင်ဘူး။နောက်မှအချိန်နေကြည့်ပြီးတော့ကြီးလို့ရမှာပဲ။ကဲနင်ဘာမှမစိုးရင်နဲ့တော့နင်းအတွက်ငါအသက်နဲ့လဲပြီးတော့စောင့်ရှောက်ပေးမယ်ဆိုတဲ့စကားကိုကြားတော့ခင်မလေးရဲ့မျက်နှာပြင်ပေါ်မှာအားတက်ရွှင်လန်းမှုများဖြစ်ပေါ်လာကနီမောင်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ပြီးတဲ့နောက် ပြုံးပြလိုက်ပါ रे သူတို့နှစ်ဦးရဲ့ရင်ထဲမှာနှွေထွေးစွာရင်ခုန်မှုများဖြစ်ပေါ်နေပါ रे ဒီအချိန်အပြင်ဘက်မှာတော့တတိတိမောင်းနေတဲ့စက်တန်ကလည်းမှန်မှန်ပေါ်ထွက်နေစေဖြစ်ပါ रे နနက်လင်းစာကလေးကရာသီဥတုမကြည့်လင်းမဲပင်လေပြင်တဝိုက်မှုံမှုံဝိုင်းဝိုင်းဖြစ်နေပါ रे ပါရီပါရီဂျုံးဘက်မှာထွက်လာတော့ဆက်လီနှစင်းမှာလဲနောက်တနေ့နနက်လင်းစာတွင်ခါပြတ်ကြုံဖျားတောင်ကုန်းကိုရောက်လာပါ रे ထိုနေရာတဝိုက်မှာဆက်လီအသွားလာမရှိသလောက်ရှင်းနေပါ रे ဖះရှိရာတောင်ကုန်းအောက်ကပလဲအိုင်းလိုလူသိများတဲ့နေရာမှာဆက်လီများကိုချက်ပြီးတော့ကြောက်ချထားလိုက်ပါတယ်။ထိုနေရာကိုရောက်တဲ့အခါမှာနေမောင်ကကဲငါသွားတော့မယ်။နင်ဘာမှအားမငယ်နဲ့နော်ခင်လေး။ငါတို့အစည်းအဝေးတွေအားလုံးလှုပ်ထားပြီးသား။အချိန်နေကြည့်ပြီးတော့သာသတိနဲ့နေကြားလားလို့ပြောလိုက်ရာခင်မလေးကခေါင်းညိတ်ပြရင်နဲ့သတိထားနော်နေမောင်။နေတခုခုဖြစ်သွားမှာငါတိတ်စိုးနေတာပဲ။ငါအတွက်စိတ်ချစမ်းပါခင်လေးရာ။ကဲသွားတော့မယ်လို့ဆိုကတယောက်နဲ့တယောက် လက်ချင်းတင်းတင်းဆုပ်ကင်လိုက်ပြီးရဲ့အခါနီမောင်ကအခန်းပြင်ကိုထွက်သွားပါတယ်။ဆက်လီဦးပိုင်းမှာဇော်လန်းထုံးဖေနဲ့သူ့ရဲ့လူများစောင့်နေပါတယ်။ဘလို့လဲကွာနီမောင်ရဲ့ဆင်းတော့မလား။ဟေးဆင်းတော့မယ်။မင်းတို့တွေကဘယ်သူလိုက်မှလဲလို့မေးလေရာရခင်တချိန်ကကြုံခဲ့ရတဲ့အန်ရဲဇိုးများကြောင့်ထုံးဖေတို့အဖွဲ့မှာဂူအတွင်းထဲဝင်ရဖို့ကြောက်နေပါတယ်။ဒီအခါနီမောင်ကထုံးဖေရဲ့အနီကိုရှောက်သွားပြီးတော့မင်းလိုက်မယ်မဟုတ်လားလို့မေးလိုက်ရာထုံးဖေကမလိုက်ဘူးလို့အတင်းညင်းပါတယ်။ လိုက်လို့မဖြစ်ဘူးလေကွာဒီတော့အရေးကြီးတဲ့ကိစ္စကိုဆောင်ရွက်ရမှာမင်းတို့ခေါင်းဆောင်တွေတရားတယောက်ယောက်တော့မလိုက်လို့မရဘူးကွာဘလန်းနဲ့ကြီးကိုတွေးတဲ့အခါမှာငါရဲ့စိတ်တမျိုးပြောင်းသွားရင်ဘယ်နဲ့လုပ်မလဲဘလန်းနဲ့ကြီးဆိုတဲ့စကားကြောင့်ဇော်လန်းနဲ့ထုံးဖေတို့တယောက်မျက်နှာတယောက်ကြည့်ကြပါလေအတန်ကြာတဲ့အခါမှာဇော်လန်းကကိုထုံးဖေခမရဘလန်းငုတ်ကျွမ်းကျင်တယ်ဆိုတော့ခမရပဲလိုက်သွားပြလို့ပြောလေရာထုံးဖေမှာမတက်တာတော့ပဲသူ့ရဲ့လူနှစ်ယောက်နဲ့အတူရေထဲကိုဆင်းဖို့အတွက်ပြင်ရပါလေနီမောင်ကကြောမှဓာရှိတလက် ခါမှဓမြောင်တလက်ကိုချိန်ထားပါတယ်။ရေရောက်ထဲမှာတနက်ကဘာမှအသုံးမဝင်တာကြောင့်ထုံးဖေတို့အဖွဲ့ကဓာတ်တလက်စီကိုယူကြပါတယ်။ညီမောင်ကအရှိရာနေရေထဲကိုခုံဆင်းတဲ့အခါထုံးဖေတို့သုံးယောက်မှလည်းအနောက်ကနေဆင်းလိုက်လာကြပါတယ်။အားလုံးကရင်ငုတ်ကြွန့်ကျင်ကြသူများမို့လို့အခက်ခဲမရှိရေရောက်ထဲမှာလှုပ်ရှားနိုင်ကြပါတယ်။ညီမောင်ကလက်နှိပ်တံပီးကိုအသုံးပြုပြီးအရှိရာနေတတိနဲ့ဂူအတွင်းထဲဝင်ပါတယ်။ဂူအတွင်းထဲကိုအတော်အတန်ရောက်တဲ့ချိန်ထိမြေသည့်အနောက်ရှက်တစုံတရာကိုမျှမတွေ့ရပါဘူး။ နီမောင်ကရှေ့ဆောင်ရဖြစ်ပြီးသူ့ရဲ့နောက်ကတော့ထုံးဖေအဲဒီနောက်မှာတော့ထုံးဖေရဲ့သပွဲနှစ်ယောက်ဖြစ်ပါတယ်နီမောင်နဲ့ထုံးဖေတို့ရဲ့နောက်ကနေမလှမ်းမကပ်မှလိုက်လာတဲ့လူနှစ်ယောက်မှာဂူအတွင်းမှအမောင်ရီထဲကိုရောက်တော့တယောက်မှပါမလာတော့ပါဘူးဂူထဲကိုရောက်တဲ့အခါမှာနီမောင်နဲ့ထုံးဖေတို့နှစ်ယောက်ထဲသာကြာမှာတော့တယ်ဟင်ဟိုကောင်နှစ်ကောင်ဘယ်ရောက်သွားလဲဆိုပြီးထုံးဖေကအထိတ်တလန့်မေးတဲ့အခါမှာအနောက်ကလိုက်လာမှာပေါ့ကဲလာအချိန်မရှိဘူးမင်းတို့လိုချင်တဲ့ပလန်နဲ့ကြီးကိုငါပြပေးမယ်ဆိုပြီး ထုံးဖေကိုကြောက်ကလတ်ရှိရာကိုခေါ်လာခဲ့ပါတယ်။ကြောက်ကလတ်ပေါ်မှာလဲပလဲနဲ့ကြီးကရှိနေဆဲဖြစ်ပါတယ်။ဟာပလဲပလဲနဲ့ကြီးငါတို့တော့ချမ်းသာပြီကွချမ်းသာပြီဆိုပြီးလောဘစောကြောင့်စိတ်လွတ်လပ်လို့အော်ရင်းနဲ့ပလဲနဲ့ကြီးရှိရာကိုကတ်သွားပါတယ်။ဒီအချိန်မှာညီမောက်အတွက်အခွင့်အရေးရသွားပါတယ်။ပလဲနဲ့ကြီးရဲ့အနီးကိုကတ်သွားတဲ့ထုံးဖေရဲ့နောက်ကိုကတ်ပြီးတနှောက်နဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်။ထုံးဖေကလှည့်အကြီးနဲ့ဆုံသွားတာကြောင့်ခေါင်းကိုတင်းချောင်ပေးလိုက်တဲ့အခါတနှောက်ကပခုံးဆုံးအောင်သာထိပါတယ်။ မင်းကတစ္ဆာဖောက်တယ်ဗောဟုတ်လားတေပေတော့ကွာဆိုပြီးဓာတ်ကိုထုတ်ကနီမောင်ကိုပြေးထိုးပါတယ်နီမောင်ကအနောက်ကိုခုံပြီးတော့ရှောင်ပေးလိုက်ရာရေစက်ကိုရောက်သွားပါတယ်ဒီခါထွန်းဖေကဓာတ်ကိုကင်ပြီးတော့ပြေးဆင်းလာပါတယ်အနီးကိုရောက်တဲ့အခါနီမောင်ကိုဓာတ်နဲ့ပြေးထိုးတော့နီမောင်ကကိုယ်ကိုအသာလှည့်ကရှောင်ပြီးဓအူးလွန်သွားတော့မှရင်ဝါကိုလက်ထဲကဓာတ်နဲ့ထောက်ပေးလိုက်ရာအချိန်နဲ့မို့လို့ဓာတ်ရိုးအထိစိုက်ဝင်သွားပါတယ်အာကနေထွန်းဖေရဲ့မကြီးမဆန့်အော်တန်ကြီးပေါ်လာပြီးရဲ့နောက် ါကမင်းတို့လိုတစ္ဆာဖောက်တွေရဲ့နောက်ဆုံးသွားရလမ်းပဲ။ gain သွားပြီတော့လို့ဆိုကနီမောင်ကဓာတ်ကိုပြန်ဆွဲနှုတ်လိုက်ပြီးတဲ့နောက်ထုံးဖေကိုရေထဲကန်ချလိုက်ပါတယ်။ထုံးဖေရေထဲကိုကျသွားပြီးတော့မရှိမနှောက်မှရေထဲကနေငမဲရောက်နေတာကျော်တို့ပေါ်လာပါတယ်။အခြေအနေဘယ်လိုလဲကွာ။မင်းရဲ့နောက်ကလိုက်လာတဲ့လူနှစ်ယောက်တော့တို့ရဲ့လက်ချက်နဲ့ဘဝဆုံးသွားပြီ။မင်းရောအဆင်ပြေလား။တို့ဘာဆက်လုပ်ရမလဲ။အဝါမှာရထားတဲ့ဆက်လေးနှစ်စင်းပြန်မထွက်နိုင်အောင်တားထားကြ။ဆက်လေးပေါ်မှာခင်မာလေးပါတယ်။ အခွင့်အရေးရတာနဲ့သူ့ကိုကဲနိုင်အောင်စူးစမ်းကြ။ကဲအချိန်မရှိဘူးသွားကြပြီတော့လို့ပြောလိုက်ရ။တာကျော်နဲ့ငမဲအောင်တို့ရေထဲကိုပြန်ဆင်းသွားပါလေ။ညီမောင်ကတော့ပလဲနဲ့ကြီးရှိရာကိုရှောက်လာပါလေ။ဒီအချိန်ကူအတွင်းမိုက်မှမုတ်စိတ်ဖြူနဲ့အဖိုးကိုထွက်လာတာကိုမြင်တဲ့အခါမှာညီမောင်ကအဖကျွန်တော်ပလဲနဲ့ကြီးကိုခဏလောက်ယူသွားပါရစေ။ပြီးရင်ဒီနေရာကိုအရောက်ပြန်လာထားပေးပါမယ်လို့ပြောလိုက်ရ။အဖိုးအိုကလည်းဒီပလဲနဲ့ကြီးကိုအချောင်းပြူပြီးတေကြချေကြပြက်စီးကြအောင်တော့မယ်။ လူလေးတာဝန်ယူနိုင်တယ်ဆိုရင်တော့ယူသွားပေါ့ကွယ်စိတ်ချပါအဖအေးကျွန်တော်ရဲ့အသက်နဲ့လဲပြီးကာကွယ်ဆောက်ရှောက်ပါမယ်လို့ပြောက အဖိုးအိုကိုကထောက်လိုက်ပါတယ်သူဝှချပြီးတော့ခေါင်းပြန်မော့တဲ့အခါနေရာမှာအဖိုးအိုမရှိတော့ပါဘူးပတ်ဝန်းကျင်တဝိုက်ကိုကြည့်တော်ညာလဲမတွေ့ရတော့ပါဘူးနေမောင်လဲစိတ်ထဲမှာအထိတ်ထန်တစ်ခုပြူပြီးရဲ့နောက်ပလဲနေကြီးကိုယူကခါမအိတ်ထဲကိုထည့်လိုက်ပါတယ်ထို့နောက်ရေထဲကိုပြန်ဆင်းကကိုအဝါကိုပြန်ထွက်ခဲ့ပါတယ်ဒီအချိန်ထိမိသည့်အနောက်ရှက်တစုံတရာကိုမျှမတွေ့ရုံမျှမက သတော်ဝါကြီးကလည်းထူးဆန်းစွာပျောက်ဆုံးနေပါတယ်ဆက်လီများစီကိုပြန်ရောက်တဲ့အခါဇော်လန်းတို့ကစောင့်နေပါတယ်တယောက်ကခင်မာလေးကိုတန်းတန်းနဲ့ချိန်ထားပါတယ်ရှားခဲ့ပြီလားဟိထုံးဖေတော်ရောဘယ်မှာကြံခဲ့လဲရှေးအောက်မှာသတော်ဝါကြီးနဲ့တွေ့လို့အားလုံးသိကုန်ကြပြီပလဲနဲ့ကြီးကိုတော့ရခဲ့ပြီဗျသေးကုံတော်လဲအေးတာပေါ့ကွာပလဲနဲ့ကြီးရခင်ပြီးတာပဲလေကားချပေးလိုက်ဟဲ့လို့ဆိုလေရာဆက်လီပေါ်မှာလှုပ်သားများလဲလေကားချပေးရနဲ့ညီမောင်ကအပေါ်ကိုတက်လာပါတယ် အပေါ်ရောက်တာနဲ့ခေါင်းပေါ်မှာရေစံများကိုခါချလိုက်ပြီးအိတ်ထဲမှာပလဲနဲ့ကြီးကိုထုတ်ပေးလိုက်ပါတယ်။ဒီမှာရော့မင်းလိုချင်တဲ့ပလဲနဲ့ခင်မာလေးကိုလှုပ်ပေးလိုက်တော့လို့ပြောလိုက်ရာဇော်လန်းကပလဲနဲ့ကြီးကိုရုတ်တရက်မြင်ရတော့အောင်မလေးဗျာပလဲနဲ့ကြီးဆိုတာတကယ်ရှိရပါလားငါရဲ့တသက်တထောက်ထီကြီးရဲ့ပလဲမျိုးကိုတခါမှမမြင်ဘူးငါတော့အချမ်းသာဆုံးဖြစ်ပြီဟဲ့လို့ဆိုကပလဲနဲ့ကြီးကိုကြည့်ပြီးတမန်တမောအော်လိုက်ပါတယ်ဒီအချိန်မှာကောင်းငယ်တခွင်လုံးညှို့မိုင်းလာပြီးမိုးချုံတန်ကြီးကဲ့သို့ ကြောက်မက်ဖွယ်ရာအတန်ကြီးများပေါ်ထွက်လာပါတယ်။နီမောင်ကအခြေအနေကိုအကဲခတ်မိရာကြောင့်ခင်မာလေးရဲ့လက်တစ်ဖက်ကိုစုပ်ကင်ထားပါတယ်။စိတ်တော့မကောင်းပါဘူးကွာ။မင်းတို့နှစ်ယောက်ကိုပင်လယ်ဝါရောက်တဲ့အထိခေါ်သွားရလိမ့်မယ်။ဒါမှလမ်းမှာအနောက်ရှက်ပေါ်လာရင်မင်းတို့ကိုတစားခံလုပ်ပြီးတော့အကာအကွယ်ယူလို့ရမှာဆိုတဲ့ဇော်လန်းရဲ့စကားကိုကြားတဲ့အခါမှာခင်မာလေးကဇော်လန်းကိုကြည့်ပြီးလူရုပ်မာလို့မကြားတကြားခေါ်လိုက်ပါတယ်။ဒီဘက်ဆက်လီပေါ်ကိုလာကြပြီးရင်ထွက်ကြမယ်ဟေ့လို့အမိန်ပေးတဲ့အခါမှာအခြားဆက်လီပေါ်မှာလူများလဲဒီဘက်ဆက်လီပေါ်ကိုပြောင်းပြီးတော့ ဆက်နှိုးပြီးမောင်းထွက်ကြပါလေ။သူတို့ဆက်လီဦးလဲကရှိသေးအန်ရယ်ကြီးကရောက်လာပါလေ။ဆက်လီသွားမယ့်လမ်းမှာမဲမဲတရဝါကြီးတခုကတားဆီးထားတာကြောင့်ဖြစ်ပါလေ။ဟာဒါကဘာကြီးလဲဟ။တရဝါကြီးတခေါင်နဲ့တူတယ်ဟေ့။တနတ်နဲ့ပြစ်ကြဆန်းကွာဆိုပြီးရှေ့မှာတတုံကြီးတပွဲဂလန့်ခံထားတဲ့တရဝါကြီးစီတို့တနတ်နဲ့ဝိုင်းပြစ်ကြပါလေ။တနတ်တံများစူညံစွာပေါ်ထွက်လာပြီးရဲ့နောက်တရဝါကြီးကရေအောက်ကိုပြန်ငုပ်သွားပါလေ။တနတ်နဲ့တွေ့ရော်လေဘာခံနိုင်သေးလဲကွ။ကဲမောင်းတော့ဟေ့ အမိန်ပေးလို့စံနှိုးကရှိသေးဆက်လေတိမ်ငနေဖြစ်သွားပြီးရဲ့နောက်အလွန်ကြီးတဲ့တရဝါကြီးတကောင်ရဲ့ဥကောင်းကြီးကပေါ်လာပြီးဆက်လေပေါ်မှာလူနှစ်ယောက်ကိုကိုက်ချသွားပါတယ်။ညီမောင်ဒါကဘာကောင်ကြီးလဲကြောက်စရာကောင်းလိုက်တာဆိုပြီးခင်မလေးကညီမရဲ့လက်မောင်းတစ်ဖက်ကိုတင်းကျပ်စွာဖတ်တွေ့ထားရင်းနဲ့မေးပါတယ်။ဒါကအဘမင်ပြောတဲ့ညံဆိုတဲ့တရဝါကြီးဖြစ်မယ်။တတိထားပြီးတော့နေအခွင့်အရေးနဲ့လောက်အောင်လောက်ရမယ်လို့ပြောနေစင်မှာနောက်တစ်ချိန်တရဝါကြီးကဘေးနားကပေါ်လာပြီးဆက်လေကိုနှစ်ပတ်မြရစ်ပတ်လိုက်ပါတယ်။ဒီခါစော်လန်းတို့လည်း ဘာမှလုပ်မရတော့ပါဘူးတရဝါကြီးကဆက်လေကိုနှစ်ပတ်ပတ်ပြီးအပေါ်ကနေခေါင်းမိုးပြီးတော့ကြည့်ရတဲ့အခါဆက်လေပေါ်မှာကြံနေတဲ့သူများလဲသွေးဥသွေးထန်းနဲ့ရေထဲကိုခုန်ချပြေးကြပါတယ်ဒီအခါစော်လန်းကတရဝါကြီးရဲ့ဦးခေါင်းကိုတနက်နဲ့ချိန်ပြီးတော့ပြစ်ပါတယ်ဒါပေမဲ့စိတ်လှုပ်ရှားကြောက်ရွံ့နေရကြောက်ချက်ကောင်းကိုမထိပါဘူးဒီအခါတရဝါကြီးကလည်းစော်လန်းကိုခေါင်းကနေကိုက်ချလိုက်ပါတော့တယ်စော်လန်းမြောက်ခနဲပါသွားတဲ့အခါပလဲနဲ့ကြီးကဆက်လေရဲ့ကြမ်းပြင်ပေါ်ကိုထောက်ခနဲကျလာပါတယ်ညီမောင်ကလည်းကြပြားကြပြေးပြီးတော့ကောက်လိုက်ပါတယ် ဆက်လီစောင်းနေပြီဖြစ်တာကြောင့်ပလဲလုံးကြီးကအချိန်နဲ့လိမ်ဆင်းသွားလေရာနေမောင်ကဝမ်းလျားထိုးပြီးတော့ဖမ်းတော့မှရေထဲကိုကြာကနီးမှဖမ်းမိသွားပါတယ်ထိုးတို့ဖမ်းယူပြီးရဲ့နောက်ခင်မာလေးရဲ့လက်ကိုဆွဲပြီးရေထဲကိုခုံချလိုက်ပါတယ်တရဝါကြီးကဇော်လန်းကိုကိုက်မြူပြီးရဲ့နောက်ဆက်လီကိုရစ်ပတ်ပြီးတော့မြှုပ်ပြလိုက်ပါတယ်ထိုးနောက်မှာတော့ရေအောက်ကိုငုပ်သွားပါတော့တယ်ဒီမြင်ကွင်းကိုတော့ဖះချင်းမြင်တော်ပေါ်ကနေလူတစ်ယောက်ကလှမ်းကြည့်နေပါတယ်မုတ်စိတ်ဖြူနဲ့အဖိုးကိုဖြစ်ပြီးလောဘသားတွေလောဘသားတွေ လူတွေကလောဘကြောင့်ပဲပျက်စီးကြရတာပါလားလို့ရေရွတ်ကတောင်အောက်ကိုဆင်းသွားပါတယ်။ဆက်လီနှိမ့်မြုပ်ပြီးအချိန်နေငိမ့်သက်သွားတဲ့အခါအသင်ဆောင်ဆိုင်နေကြတဲ့ထုံးကျော်တို့ရဲ့ဆက်လီထွက်လာပြီးကျန်တဲ့သူများကိုဖမ်းဆီးလိုက်ကြပါတယ်။ထုံးကျော်တို့ရဲ့ဆက်လီပေါ်မှာလက်နက်ကင်ကမ်းခြေဆောင်တပ်ဖွဲ့ဝင်အချိုလဲလိုက်ပါလာကြပါတယ်။၎င်းတို့ကဇော်လန်းတို့အဖွဲ့အခုလိုအချိန်နေမျိုးဖြစ်ခဲ့ရင်တရေချမ်းဝင်ရောက်တိုက်ခိုက်ဖမ်းဆီးကြဖို့အတွက်စီစဉ်ပြီးအခုလိုလာရောက်ဆောင်ဆိုင်နေကြခြင်းဖြစ်ပါတယ်။အခုတော့မလိုအပ်တော့ပဲသူကံကြမှာသူဖန်တီးသွားပြီဖြစ်ပါတယ်။ နီမောင်နဲ့ခင်မလေးတို့ကိုလည်းဆက်လီပေါ်ကိုဆွဲတင်ကြပါရစေ။အခုတော့အားလုံးပြီးသွားပြီ။ဒီမှာလဲမင်းမာတဲ့အတိုင်းအစင်သိအောင်စောင့်နေကြတာ။ဒါပေမဲ့ဒိုးတောင်ဘာမှမလုပ်လိုက်ရဘူး။သူ့ကံကြမှာသူဖန်တီးသွားတာပဲ။တရဝါကြီးကဝင်းစော်လိုက်တာ။တခါတည်းကိုပွဲပြီးသွားတာပဲဆိုပြီးထုံးကြော်ဟာအားရပါရပြောပါရစေ။အဘမင်းရပါဝင်ရောက်ပြီးတော့ငါထင်းတဲ့အတိုင်းပဲတရဝါကြီးကပင်လေပြင်မှာကြောက်စရာအကောင်းဆုံးညံတရဝါကြီးပဲ။ဒီတရဝါကြီးကဒီဖျားနဲ့ပလန်နဲ့ကြီးကိုစောင့်ရှောက်နေရတဲ့တူတယ်။ဒါထက်မင်းပလန်နဲ့ကြီးကိုယူခဲ့သလား။ အခုဘယ်မလဲလို့အဖမင်းကမေးရကြောင်းနီမောင်ကအိတ်ထဲကိုထည့်ထားတဲ့ပလဲနဲ့ကြီးကိုထုတ်ပြလိုက်ပါတယ်အားလုံးကအလူအယဝိုင်းကြည့်ကြပါတယ်ယခုကယာတိဥတုကလည်းပြန်လဲကြီးလင်းလာပြီဖြစ်တာကြောင့်အလင်းရောင်ကောင်းစွာရရှိနေပြီဖြစ်လေရာပလဲနဲ့ကြီးမှာအနှဲ့ရောင်ရောင်ချီတမ်းများတဖြတ်ဖြတ်လင်းလက်လျက်ရှိပါတယ်မင်းရသူများပလဲနဲ့ကြီးကိုကြည့်ပြီးအသက်ရှူမေးမတတ်တန်တော်ဖြစ်နေပါတယ်ဒီပလဲနဲ့ကြီးကိုမင်းဘယ်လိုလုံးမလဲနီမောင်ဒါကဖျားအတွက်ရည်စူးပြီးတော့လှူထားတဲ့ဖျားပစ္စည်းဖြစ်တယ်ဗျာ ဒါကြောင့်သူ့ရဲ့မူလနေရာကိုရအောင်ပြန်ပို့ပေးရမယ်။ဟေးအတော်မုံမြတ်တဲ့စိတ်ဓာတ်ပဲကွာ။နီးမောင်မင်းဘယ်လိုလုပ်ပြီးတော့ပြန်ပို့မှာလဲကွာ။ရေအောက်ကပဲပြန်ငုံပြီးသူ့ရဲ့နေရာကိုရအောင်ပြန်ပို့ပေးရမှာပေါ့။ဟေးကိုယ်ထဲမှာသတော်ဝါကြီးပြန်ရောက်နေရင်ဘယ်နဲ့လုပ်မလဲနီးမောင်ရဲ့။ကျွန်တော်ကကောင်းတာလုပ်တာပဲ။အနေရမရှိနိုင်ဘူးလို့ယုံကြည်ပါတယ်။ကဲခဏစောင့်ကြပါအောင်လို့ပြောဆိုကပလန်နဲ့ကြီးကိုယူပြီးရေထဲကိုဆင်းဖို့အတွက်ပြန်တော့ခင်မာလေးကအနားကိုလာပါတယ်။နီးမောင် ဂယုဆိုင်ပြီးတော့လုံတော့လို့စိတ်မချရတဲ့ဟန်နဲ့လာပြောလိုက်ရာကျန်တဲ့သူများပြုံးစစ်စစ်ဖြစ်နေပါ रे အဲဒီနောက်မှာတော့နီမောင်လဲရေထဲကိုခုန်ဆင်းလာခဲ့ပါ रे စောစောတုန်းကငရဲပွက်တန်အလားစူညံနေတဲ့ရေပြင်တစ်ဝိုက်မှာအခုတော့လဲပဂတိငိန်သက်လျက်ရှိပါ रे ဂူအတွင်းမိုင်းကိုရောက်လာတိတိုင်အောင်မြည်သည့်အနှောက်အယှက်များမတွေ့ရပါဘူးဂူအတွင်းမိုင်းထဲမှာတတော်ဝါကြီးနဲ့မလွဲမသွေတွေ့ရလိမ့်မယ်လို့မျှော်လင့်ထားတော်ညာလဲမြည်သည့်တတော်ဝါများရှိမနေပါဘူးဒါပေမဲ့ပလဲနဲ့ကြီးထားရချောက်ကလက်အနီကိုရောက်တဲ့အခါမှာတော့ ကြောက်ကလက်အနောက်ဘက်မှာလူတစ်ယောက်ထွက်လာတာကိုအန်အောဖွဲ့ရာတွေ့ရပါတယ်။နီမောင်ကမိမိတစ်ချိန်တစ်ခါမှမမြင်ဘူးတဲ့မျက်နှာစိမ်းဖြစ်နေရကြောင်းပလဲနေကြီးကိုအဲ့ဒီအတွင်းထဲကိုပြန်ထည့်ကာတတိနဲ့တက်သွားပါတယ်။ဒီမှာခမရကဘာလုပ်လဲ။ဒီနေရာမှာဘာလုပ်နေရလဲလို့ခက်ဆက်ဆက်မေးလိုက်လေရ။ကျုပ်ကဘသူဘာလို့ပြောရင်လဲခမရသိမှာမဟုတ်ဘူး။ဒါပေမဲ့ခမရဘသူလဲဆိုတာကိုတော့ကျုပ်ကသိနေတယ်။အဖိုးကဆောင်းခိုင်းလို့ခမရကိုလာဆောင်နေရ။ဟမ်ဘယ်ကအဖိုးလဲလို့မေးလေရ။လူရွယ်ရမေးစိတ်ကိုမုတ်စုံမွေးဆွဲသလိုဆွဲပြပြီး ခမရအဖိုးစီကနေပစ္စည်းတခုခဏယူသွားတယ်မလားအခုအဲ့ဒီပစ္စည်းကိုပြန်လာထားတယ်မလားခမရကတိတော်တီးသားပဲခမရဒီเจ้าနေကိုအကုန်သိနေတယ်ဟုတ်လားခမရကဘသူများလဲဗျာနေမောင်ကတန်တော်မေးတဲ့အခါမှာကျုပ်ဘသူလဲဆိုတာကိုသိလို့လဲခမရတို့ဘာမှမထူးဆန်းပါဘူးကဲခမရပစ္စည်းပြန်လာထားတာမလားပြန်ထည့်ထားလိုက်ပြီတော့လို့ပြောတော့နေမောင်လဲအဲ့ထဲမှာပလက်နဲ့ကြီးကိုချောကလက်ပေါ်ကိုပြန်တင်ထားလိုက်ပါတယ် ဂူအတွင်းထဲကိုတစုံတစဝင်ရောက်နေတဲ့အလင်းရောင်များကြောင့်ပလဲနဲ့ကြီးမှာအနှက်ရောင်အလင်းနဲ့များကွန်မြူးလှုပ်ရှားလျက်ရှိပါ रे နီမောင်ကပလဲနဲ့ကြီးကိုအတန်ကြာအောင်စိုက်ကြည့်နေစမှာဂူအတွင်းပိုင်းမှာမုတ်စိတ်ဖြူနဲ့အဖိုးကိုထွက်လာပါ रे ဒီအခါနီမောင်ကလည်းအဖိုးကိုကတော့လိုက်ပါ रे လူလေးတို့အနေရကင်းကြတယ်မလားဟုတ်ကဲ့ဗျကျွန်တော်တို့ဘာမှမဖြစ်ကြပါဘူးဒီမှာအဖအကိုခွင့်ပန်ပြီးတော့ယူသွားတဲ့ပလဲနဲ့ကြီးကိုကျွန်တော်ပြန်လာထားပေးတာပါအေးအေးလောကမှာဘဝပေးမကောင်းခဲ့လို့ဆင်းရဲတဲ့အခါ ဘယ်အလုပ်ကိုမဆိုအတမွေးဝမ်းကြောင်းပြုကြရမှာပဲဘယ်အလုပ်ပဲလုပ်လို့အကုသို့မများစေနဲ့လောဘတတ်နိုင်အောင်ကြိုးစားပြီးလောက်ကင်စားတော့ရင်အနေရကင်းပါလေကဲငါမြေသွားပြီတော့လို့ဆိုလေရနီမောင်ကအဖိုးကိုထမှန်ကတော့လိုက်ပါလေဒီအချိန်မှာခုနကတော့လူရွယ်ရနီမောင်ကိုအထုတ်တထုတ်လာပေးပါလေဒါကခမရဲ့ရိုးသားဖြူစင်မှုအတွက်လက်ဆောင်လို့ပြောပါလေနီမောင်ကအိတ်ကိုယူပြီးခါမပတ်ချီကအဖိုးအိုနဲ့လူရွယ်တို့နှုတ်ဆက်ပြီးဂူထဲမှာပြန်ထွက်ခဲ့ပါလေနီမောင်တို့ရဲ့ဆက်လေနှစင်း ပလဲရိုင်ကွေးမှာထွက်လာတဲ့အခါဖះတောင်ကုန်းပေါ်မှာလက်ပြနှုတ်ဆက်နေတဲ့လူနှစ်ယောက်ရဲ့ပုံတံတန်းကိုမသေးမကွယ်လှမ်းမြင်ရပါတယ်။ဆက်လီဦးဘိုင်မှာရပ်နေတဲ့နီမောင်ကလည်းပြန်လည်နှုတ်ဆက်ပါတယ်။ဂူထဲမှာတွေ့ခဲ့ရတဲ့လူရွယ်ပေးလိုက်တဲ့လက်ဆောင်မှာပလဲလုံးများဖြစ်နေရကြောင်းကျေးဇူးတင်လို့မဆုံးနိုင်အောင်ရှိနေပါတယ်။ပလဲလုံးများအရွယ်စားကြည့်ပြီးအသေးသေးကောင်းလာတာကြောင့်တံပိုးလည်းထိုက်တန်လာပါတယ်။မကြာခင်မှာနီမောင်တို့ရဲ့ဆက်လီနှစင်းလည်းပလဲအိုင်ကွေးမှာဝေးတီထက်ဝေးလာလေရာ မကြာခင်မှာပင်လယ်တွင်းကိုရောက်လာပါတယ်။ဆက်လီဦးဘိုင်မှာ တယောက်တည်းအတွေးကောင်းနေတဲ့နီးမောင်နီးတို့ခင်မာလေးရောက်ရှိလာပြီနင့်အဖြစ်ကတော့ပြောပြရင်တော့ယုံနိုင်စရာမရှိဘူးဟာအတော်အံ့ဩဖို့ကောင်းတယ်စေတနာမှန်လို့အကျိုးခံစားရတာပဲနင်ဒီပလဲတွေကိုရတော့ချမ်းသာပြီပေါ့နော်ငါတယောက်တည်းမอยู่ပါဘူးဟာအားလုံးနဲ့ခွဲဝေယူဖို့အတွက်ဆုံးဖြတ်ထားပါတယ်ကောင်းပါတယ်ဟာဓာတ်ထနင်ဒီတစ်ခေါက်ပြန်ရောက်ရင်မြို့ကိုသွားတော့မှလာရင်နင်ကသွားစေချင်လို့လားငါကတော့ဘယ်သွားစေချင်ပါလဲဒါပေမဲ့နင်သွားမယ်ဆိုရင်တော့လေ ဘယ်တက်နိုင်မှာမလဲဒါဖြင့်ငါ့ကိုတစ်သက်လုံးခိုင်းပါလားဟင်းဟင်းမခိုင်းပါဘူးဒါဖြင့်အလုပ်တွေကိုလွှဲပေးပြီးတော့စီမံအုပ်ချုပ်ခိုင်းပါဒီယာရုလောက်နဲ့တော့အမြဲတမ်းမနေနိုင်ပါဘူးဗျာအောင်ပါနင်ကဘလို့ယာရုမျိုးကိုလိုချင်လို့လဲအိမ်ထောင်ဦးစီးယာရုသွားဆိုပြီးခင်မာလေးကရှက်စနိုးနဲ့မျက်နှာတစ်ဖက်ကိုလှည့်သွားပါတယ်နီမောင်ကခင်မာလေးရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ပြီးခင်လေးလို့တိုးတိုးလေးခေါ်လိုက်ပါတယ် ဟမ်နေပါနေနဲ့ငါနဲ့ကအစင်တန်းမတူချဘူးခင်လေးရဲ့နေကအလုပ်ရှင်ငါကအလုပ်သမားဘဝချင်းကအတော်အကွာတယ်ဒါပေမဲ့ငါနဲ့ကိုချက်တယ်တသက်လုံးလက်တွဲသွားခြင်းနဲ့နေရဲ့တဘောကိုပြောပါအောင်လို့မေးလေရခင်မာလေးရပင်လေပြင်းကိုမျှော်ကြည့်ရင်းနဲ့နေကအတော်အားတာပဲလို့တိုးတိုးလေးပြောပါတယ်ဘာငါကဘာအားတာလဲဟနေကပင်လေပြင်းမှာကျွမ်းကျင်တဲ့လောက်အခြေကြီးကြတော့အတော်အားတယ်မင်းကလေးတစ်ယောက်ကနေအနားကိုလာထိုင်ပြီး နင်ပြောသမျှအောင်နားထောင်နေမှာတော့မေးစရာတော့လိုတော့မယ်လို့မထင်ပါဘူးဟဲ့ဝမ်းသာလိုက်တာခင်လေးရဲ့ငါနဲ့ကိုသစ္စာရှိစွာနဲ့တသက်လုံးကြည်ကျနန္နာနဲ့လက်တွဲသွားပါမယ်လို့ပြောပြီးခင်မာလေးရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်လေရာခင်မာလေးကလည်းပြန်လဲပြီးတော့ဆုပ်ကင်ထားပါတယ်ဘဝရှိရေးအထိပယ်ရှိသွားပြီဖြစ်တဲ့ချစ်သူနှစ်ဦးအတွက်အနာခက်ကာလတာယာလှပလေးရရှိနေပြီဖြစ်ပါတယ်ဆက်လီနောက်ပိုင်းမှာအဖွဲသားများမှာဥပိုင်းမှာနီမောင်နဲ့ခင်မာလေးတို့ရဲ့ကြည်နူးဖွဲ့ရအမူအရာကိုမြင်လိုက်ရတော့မှစိတ်ချလက်ချဖြစ်ကား တပ်ပြင်းချနိုင်ကြပါတယ်။သူတို့တွေကိုတယ်ဆောင်လာတဲ့ဆက်လီနှစင်းတို့မှာကပ်ပလီပင်လေရေမျက်နှာပြင်ကိုခွဲပြီးကဒုံကဏိဘက်သို့ဥတီမောင်းနှင်နေခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။လောဘပင်လေနဲ့ပလဲနဲ့ရန်စွဲဆိုတဲ့ဝိထုဇလန်းကြီးဒီနေရာမှာအဆုံးသတ်သွားပါပြီ။အခုလိုမျိုးအားပေးနားထောင်ခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့တွေမှာလည်းဇလန်းကောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် subscribe နေပြီးစောင့်မျှော်အားပေးနားထောင်ကြပါအောင်လို့ပြောကြရင်းနဲ့ ှုတ်ဆက်လိုက်ပါရစေ။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။